ားထားတဲ့အင်းလေးကငလျင်တန်ကြောက်ပါသွားတဲ့အတွက်နေစရာအခက်ခဲဖြစ်နေတဲ့တတော်ဆယ်လီလေးနှွေဦးမေအားလုံးပဲမင်္ဂလာပါဗမိစနောင်းကနေချစ်ဆူလိုက်ပါတယ်နှွေဦးမေကတော့ချစ်စရာကောင်းတဲ့ဟန်ပန်နဲ့အမှုရာတွေကြောင့်ပြီးခဲ့တဲ့နှစ်ကစပြီးတတော်မှာနမဲကြီးအောင်မြင်လာခဲ့တာဖြစ်ပါတယ်တတော်ဆယ်လီဖြစ်လာရုံတင်မကပဲတရုတ်ဆောင်တဲ့ဝါသနာပါရာမို့နှွေဦးမေကဇလန်တွဲတွေနဲ့ရုပ်ရှင်စကားကြီးတွေမှာလည်းပဝင်ရိုက်ခွင့်နေရတာပါဇာတိကလာရှိုဘက်ကဖြစ်တာမို့နှွေဦးမေတို့ကပြီးခဲ့တဲ့နှစ်ကစပြီးပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ် ဒါပြင်တရုတ်ဆောင်နယ်ပယ်ထက်ကိုလည်းဝင်ကျင်လာမှုရန်ကုန်ကိုပြောင်းရွှေ့လာကြတာပေါ့ရန်ကုန်ကိုပြောင်းလာပေမဲ့နှွေးဦးမေမှာနေစရာအိမ်ပိုင်လည်းမရှိပါဘူး ိမ်ပိုင်မရှိတဲ့အတွက်ပြောင်းရွှေ့လာတော့ကဆိုရင်ဖုန်ချေးကျောင်းမှနေခဲ့ကြရတာပေါ့။ဂျာရဲမှာဇလန်ထွဲတချို့မှပေါဝင်လာခဲ့ရတဲ့အတွက်နှွေးဦးမေရဲ့အနုပညာကျေးလေးတွေနဲ့မိဘတွေရဲ့ဝင်ဝဲကိုပေါင်းကအိမ်ငားနိုင်ခဲ့ပါတယ်။တိုင်းမြင့်ပေါ်မှာတိုက်ခန်းလေးတစ်ခန်းကိုငှားနေခဲ့ကြရတာပေါ့။တိုက်ခန်းငှားဖို့အတွက်သုံးလစာစာချုပ်ချုပ်ထားတာမကြသေးပါဘူး။ငလျင်လှုပ်တဲ့အချိန်မှာနှွေးဦးမေတို့ကပင်တရာဘက်ကိုရောက်နေတာပေါ့။ပင်တရာမှာဇကားရိုက်ဖို့အတွက်ရောက်ရှိနေတုန်းခုလိုဖြစ်သွားတာပေါ့။ငလျင်လှုပ်သွားတဲ့အချိန်မှာတိုက်ခန်းကမပြိုသေးပါဘူး။ဒါကြောင့်မို့အခြားသူတွေကိုကူညီပေးဖို့အတွက်ဆိုပြီးအလို့ခံပေး ေးမယ်လို့တောင်ဆုံးဖြတ်ထားကြတာပေါ့ဒါပေမဲ့30ရက်နေမှာငလျင်ကနောက်တစ်ကြိမ်ထပ်လုပ်ပြီးငှားထားတဲ့အတိုင်းမြင့်အစာအုပ်ရဲ့အပေါ်ပိုင်းကပြိုလာခဲ့ပါတယ်။နှွေဦးမေတို့မိသားစုက6လမှာတိုက်ခန်းငှားထားတာဖြစ်ပြီး9လကပြိုကျလာခဲ့တာပေါ့သူတို့ငှားထားတဲ့အခန်းလေးကမပြိုသေးပဲလက်ရှိမှာနေလို့တော့မရတော့ပါဘူး။ဒါကြောင့်မို့မိသားစုတွေကနေချင်းညချင်းအိမ်မရှိသလိုဖြစ်သွားရပါတယ်။သုံးလစာကလည်းပေးထားတာမကြသေးတဲ့အတွက်နှွေဦးမေတို့မှဝမ်းနေနေရတာပေါ့။တမီးလေးနှွေဦးမေကလည်းသူ့မှာညညဆိုရင်အိတ်ဆရာနေရတော့မရှိတော့ပါဘူးဆိုပြီးအင်တာဗျူးကနေရင်ဖွင့် ွင့်လာခဲ့ပါတယ်။အိဆီယာနေရာမရှိတဲ့အတွက်ခက်ခဲဖြစ်နေကြောင်းဖွင့်ရထားကြတာပါ။ငါထားတဲ့အိမ်မှာနေလို့မဖြစ်တော့တဲ့အတွက်လက်ရှိမှာတော့အဖိုးဖားရရဲ့အိမ်မှာသာကပ်နေနေရပါတယ်။နှွေးမရဲ့မိဘတွေကတော့အခက်ခဲတွေကြားရတဲ့ကနေသမီးဖြစ်သူဝါသနာပါတော်ကိုဆက်လက်ပံ့ပိုးပေးသွားမှာပါ။အိမ်ငါနိုင်ဖို့ကိုလည်းပတ်စံတွေပြန်ဆွရအောင်မှမလို့လက်ရှိမှာတော့သူများအိမ်သာကပ်နေအောင်မှလို့ဆိုပါတယ်။ဒါကြောင့်မို့ငလျင်ဘေးတင်ပြည်သူတွေအတွက်တော့သူတို့မိသားစုအနေနဲ့အလုံးဝမကူညီပေးနိုင်တော့ဘူးလို့လည်းအတိပေးလာခဲ့တာပါ။ ။သူမတို့ကိုယ်တိုင်ကဒုက္ခသည်ဆင်းရဲပါသွားတဲ့အတွက်အဆင်ပြေအောင်သာရုန်းကန်ကြရမှာပေါ့။လာရှောကနေမန္တလေးကိုပြောင်းလာချိန်မှာနှွေးမေရဲ့မိဘတွေကအခြေကြောင့်စူးစမ်းနေရပါတယ်။အခြေကြောင့်မဲ့အချိန်မှာနောက်တစ်ခေါက်ပြန်ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ခဏခဏတစ်ကနေပြန်ဆိုင်ရတော့မှာမို့တစ်ကနေကိုမတက်တော့ဘူး။တုံညဘဝမှာသာလဲထွက်နေတာဆိုပြီးနှွေးမေရဲ့ဖခင်ဖြစ်သူကဘဝချင်းတွေကိုဖွင့်ရထားတာဖြစ်ပါတယ်။ဒါပေမဲ့နှွေးမေဟာအသက်ငယ်ငယ်နဲ့ထက်မြက်တာကြောင့်မိဘတွေမှာအသက်ရှူချောင်နေရတာပေါ့။နှွေးမေကကလေးတယောက်ဆောင်နေနဲ့လဲအနှပညာလောကထဲ ်မှာအခြေချလာပါပြီ။ဇာကားတွေလည်းတောက်လျှောက်ရိုက်လာရတဲ့အတွက်လမ်းကြောင်းကတင်းစားပြုလို့နေပါပြီ။နှွေဦးမေကတရုတ်ဆောင်တဲ့အချိန်မှလည်းစ조사တာကြောင့် driver တွေကသဘောကျကအလုံးလုံးနေရတာပေါ့။နေဘက်ကသူတွေအနေနဲ့ကတော့အနှွေပညာလောကထဲမှာဝင်တဲ့အချိန်မှာအခြေချဖို့နေရာကအစအခက်ခဲတွေဖြစ်ကြရပါတယ်။ ငါထားတဲ့အိမ်လေးကငလင်တန်းချောင်းပါသွားတဲ့အတွက်နေစရာခက်ခဲဖြစ်နေတဲ့တတော်ဆယ်လေးလေးຫນွေဦးမေအပေါင်းဘရဒတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင် နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။